ားလုံးမင်္ဂလာပါဒါတော်ဖေ့စ်နဲ့ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာလက်တလော social media မှာလူပြောများပြီးတော့ share တဲ့သူတွေများနေတဲ့အုံနောက်ထဲမှာရေငွေတီးပြီးတော့အသက်ဆုံးရှုံးနေဆိုတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီနေ့ဗီဒီယိုမှာပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရက်ကဒီ social media မှာ account တခုက share ထားတာဒီတင်ထားတာတွေ့ရပါတော့အဲ့တော့သူ့ရဲ့မိတ်ဆွေနှစ်ယောက်ကဒီ shampoo နဲ့ခေါင်းလျှော်ရည်နဲ့ခေါင်းလျှော်ပြီးတော့ dryer နဲ့စပင်တွေကိုမှုတ်လိုက်တယ်အဲ့တော့မှုတ်ပြီးတော့ အိုးနောက်ထဲမှာရေငွေတီးပြီးတော့အသက်ဆုံးရှုံးသွားတယ်ဆိုပြီးတော့တင်ထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီ post ကို share တဲ့သူတွေလည်းများတယ်ကြောက်တဲ့သူတွေလည်းများတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ဒီဖြစ်စဉ်ကတကယ်ဟုတ်လားမဟုတ်ဘူးလားစီးပညာမှာဖြစ်နိုင်ရရှိလားမရှိဘူးလားဆိုတာကိုဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးကျွန်တော်ဒီဖြစ်စဉ်အကျဉ်းချုပ်လေးကိုကျွန်တော်ဖတ်ပြပါမယ်တော့သူတင်ထားတာကတော့သူ့ရဲ့ခေါင်းစဉ်ကအုံနှောက်ရင်ွေတီး၍အသက်ဆုံးရှုံးခြင်းအမျိုးသမီး၂ယောက်ပေါ့နော်တယောက်ကအသက်26နှစ်နောက်တစ်ယောက်ကအသက်58နှစ် တော့သူနေတဲ့ရက်ကွက်ထဲမှာဒီအခု post တင်ထားတဲ့သူနဲ့ရင်းနှီးတဲ့ဒီအမျိုးသမီးနှစ်ယောက်ပေါ့အဲ့တော့သူတို့နှစ်ယောက်ကဒီ shampoo နဲ့ခေါင်းလျှော်လိုက်တယ်ခေါင်းလျှော်ပြီးတဲ့နောက်မှာသပင်ကိုခုနပြောသလိုမျိုး hair dryer နဲ့ဒီသပင်ချအောင်လို့မှုတ်လိုက်တယ်ပေါ့နော်လေဘူးတွေမှုတ်လိုက်တယ်မှုတ်ပြီးတော့ခေါင်းကိုခေါင်းပေါင်းပြတ်ပေါင်းထားတယ်အပြီးတဲ့နောက်မှာခေါင်းအရန်ကြိုက်လာတယ်ဇက်တိုက်ကြိုက်လာတယ်မသက်သာတဲ့အတွက်တမားတော်နဲ့ပြတယ်တမားတော်ကတောက်ဆေးတွေပေးတယ်ဒါပေမဲ့မသက်သာအောင်မသက်သာတဲ့အတွက်ကြောင့်မလို့ရန်ကုန် ဒီရန်ကုန်စေယုံကြီးမှာရှိရဲ့အဲဒီဦးနှောင်းတဲ့အာယုံကျော်ပေါ့နော်ခွဲစိတ်ဌာနမှာသွားပြီးတော့ဒီဦးကောင်းကိုခွဲစိတ်ဖို့အတွက်သဘောတူလိုက်ရတယ်ခွဲစိတ်လိုက်တယ်ခွဲစိတ်ပြီးတော့တယောက်ကတော့ခွဲစိတ်ပြီး၃ရက်မြောက်မှာအသက်ဆုံးရှုံးသွားတယ်နောက်တစ်ယောက်က၈ရက်မြောက်မှာအသက်ဆုံးရှုံးသွားတယ်အတော့ဒီဒီဖြစ်စဉ်ကဘာကြောင့်ဖြစ်တာလဲဆိုရင်ねသူရေးထတာပေါ့နော်အဲ့တော့ရေချိုးပြီးတဲ့အချိန်ရေချိုးကောင်းချောပြီးတဲ့အချိန်မှာခန္ဓာကိုယ်ရဲ့အပူတွေအပြင်ကိုထွက်နေတဲ့အချိန်မှာကျွန်တော်က အပြင်ကနေပြီးတော့ဒီ hair dryer ကအပူတွေနဲ့ဥကောင်းကိုမှုတ်လိုက်တဲ့အတွက်အပြင်ကအပူတွေကအထက်ကအပူတွေအပြင်ကိုမထွက်အောင်လို့တားဆီးလိုက်တယ်လို့ဖြစ်ပြီးတော့ဒီအဲ့ဒီအပူတွေကခန္ခန္ဓာကိုယ်ထဲမှာစုမိစုရသွားစုတယ်စုပြီးတော့ဥကောင်းထဲမှာသွားစုပြီးတော့အပူတွေစုတဲ့အခါမှာတဲ့ထမင်းအိုးတွေကကျွန်တော်ထမင်းအိုးတက်လို့ရှိရင်ထမင်းအိုးအဖို့မှာရေငွေ့တီးသလိုမျိုးဥကောင်းထဲမှာဥနောက်ထဲမှာဒီအပူတွေကြောင့်မို့လို့ရေငွေ့တီးပြီးတော့ဒါအသက်ဆုံးရှုံးရတယ်ပေါ့ဒါကြောင့်မို့လို့သူကဘာတွေထပ်ပြောထားသေးလဲဆိုတော့ ဒီသပင်းအကောင်းလျှော်တဲ့အခါမှာဒီကာဗိုလစ်ဆက်ပြနယ်ပဲလျှော်ပါတဲ့ရှမ်ပူတွေမသုံးနဲ့ပေါ့နော်ရှမ်ပူမှာကကမ်မီကယ်တွေဒါတို့ပစ္စည်းတွေပါလို့ဆိုပြီးတော့တခုပြောထားတယ်နောက်တစ်ခုကခေါင်းလျှော်ပြီးလို့ရှိရင် hair dryer နဲ့မမှုတ်ဖို့ပြောထားတယ်ဒီတိုင်းသဘာဝအတိုင်းပဲကျွန်တော်တို့ဒီတပတ်နဲ့ပဲတုတ်ပေါ့နော်သဘာဝအတိုင်းခြောက်အောင်ပဲထားပေါ့နောက်နောက်ဘာဘာပြောထားလဲဆိုတော့သပင်းအရှိန်မထားဘဲနဲ့မျိုးသမီးတွေသပင်းအရှိန်မထားဘဲနဲ့သပင်းအတူပဲထားပါဆိုပြီးတော့ဒါသူကပြောထားတယ်ပေါ့ဒါတော့သူရေးထားတဲ့ဖြစ်စဉ်အချင်းချုပ်ပေါ့ ᱟᱨ သူပြောထားတဲ့အချက်တရားမှန်ကန်မှုရှိလားမရှိလားဆိုတာကိုစေပညာရှူထောင်းကနေပြီးတော့ဒီနေ့မှပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီအကြောင်းအရာကိုဆက်မပြောခင်မှာကျွန်တော်ကို10မိနစ်လောက်အချိန်ပေးပါ။သွေးတို့ရောဂါရှိတဲ့သူတွေအတွက်သွေးပေါင်းခြင်အမှတ်တွေကိုမြင်မြန်ကောင်းလာစေမယ့်အကူထုံးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အဲဒါကတော့သွေးတို့သမားတွေအတွက်တည်တံ့ဒီဇိုင်းဆွဲဖန်တီးထားတဲ့ Dash Diet လို့ခေါ်တဲ့အစားအသောက်ကူထုံးဖြစ်ပါတယ်။သူတည်တနာတွေအရ Dash Diet မျှဝဲပြီးနှစ်ပတ်အကြာမှာသွေးပေါင်းချိန်အမှတ်တွေတိတိတတ်တတ်ကျလာတာကိုတွေ့ရပါတယ်။ dash diet ဆိုတာကတော့နားလည်လွယ်အောင်ပြောရမယ်ဆိုရင်မ မဲဆွေတို့နှင်းစင်စားသုံးနေတဲ့မနက်စာနေ့လယ်စာညစာအစာပြေစာစားတဲ့အစားအစာတွေကိုသွေးပေါင်ကျစေမဲ့စားသောက်မှုပုံစံဖြစ်အောင်စနစ်တကျပြောင်းလဲစားသောက်ပေးရမယ်စားသောက်မှုစနစ်တကူဖြစ်ပါတယ်အထူးပြုထုတ်လုပ်ထားတဲ့အစားအစာတွေကိုရှားပွေစားသောက်ရမှာမဟုတ်ဘဲနဲ့မိမိတို့နှင်းစင်စားသုံးနေတဲ့လက်လန်းမိတဲ့အစားအစာတွေကိုပဲစနစ်တကျစားသောက်ပေးရမှာဖြစ်ပါတယ် dash diet ကိုမိဝဲခြင်းအပြင်သွေးပေါင်ကျစေရုံသာမက လေမဖြတ်အောင်ကောက်ွယ်ပေးတာနှလုံးရောဂါဖြစ်နိုင်ခြေကိုရှော့ချပေးတာသွေးရင်းအဆီဒက်ကိုကျစေတာကိုယ်လေးချိန်ကျစေတာအဝမလွန်အောင်ထိန်းပေးတာစားတဲ့ကြိုကျေးဇူးတွေကိုလည်းရရှိစေပါတယ်ဒီတော့ dash diet ကိုအချိန်တိုအတွင်းမှာလွယ်ကူလှင်မြန်စွာမျှဝဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကိုယ်တိုင်နားလည်ရလွယ်ကူအောင်သင်ကြားပေးထားတဲ့ dash diet online class လေးရှိပါတယ်ဒီ class ကို join ခြင်းနဲ့ဆိုရင်တော့ home care courses by dr aung ဆိုတဲ့ facebook page မှာဇင်းနှုံးချူတာစွာတွားရောက်ဆုံစမ်းအနက်နိုင်ပါတယ် comment မှာလည်း link ချပေးထားပါမယ်ဟောနံပါတ်1အချက်က ဦးနှောက်ရင်ွေးတီးခြင်းဆိုတဲ့ယောဂတကယ်ရှိလားမရှိဘူးလားဆိုတာအရင်ဆုံးပြောပါမယ်အဲ့တော့ကျွန်တော်ရဲ့စေပညာမှာဦးနှောက်ရင်ွေးတီးတယ်ဆိုတဲ့ယောဂဒီနေ့ထိမရှိသေးပါဘူးအဲ့တော့ဒါဆိုရင်သူပြောသလိုမျိုးခန္ဓာကိုယ်ထဲမှာအပူတွေအပြင်ကိုမထွက်ရောဒီဦးနှောက်ရင်ွေးတီးတာအဲဖြစ်နိုင်လားပေါ့နော်ဒါကိုကျွန်တော်စဉ်းစားကြည့်မယ်ပေါ့ဟုတ်ဒါဆိုရင်သူပြောသလိုမျိုးကျွန်တော်ရေချိုးပြီးတဲ့အချိန်မှာအပူတွေကအပြင်ကိုထွက်တယ်ထွက်လို့မရတော့လို့ဒီရေချိုးပြီးတဲ့အချိန်မှာအပူတွေအပြင်ကိုထွက်တဲ့အချိန်မှာ dryer မှုတ်လို့ဒီဥကောင်းကိုခေါင်းပေါင်းပေါင်းလိုက်လို့ အပူတွေကအပြင်ကိုထွက်လို့မရတော့တဲ့အတွက်ခန္ဓာကိုယ်ထဲမှာအပူတွေအောင်းနေတယ်ဆိုတာကိုဖြစ်နိုင်လာပေါ့။ဒီအချက်ကိုကျွန်တော်စဉ်းစားကြည့်မယ်ဆိုရင်လောဘမဖြစ်နိုင်အောင်။ဘာကြောင့်မဖြစ်နိုင်လဲဆိုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာဒီ thermo regulation လို့ခေါ်တဲ့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိညှိပေးတဲ့လုပ်ငန်းစဉ်ဟာသဘာဝအတိုင်းရှိတယ်။လူတိုင်းမှာရှိတယ်။ဟိုအပြင်ကျွန်တော်ပတ်ဝန်းကျင်မှာပတ်ဝန်းကျင်အပူချိန်မြင့်တက်နေတဲ့အချိန်မှာခန္ဓာကိုယ်ကြီးကလိုက်ပြီးတော့မပူအောင်လို့ဒါပတ်ဝန်းကျင်အပူချိန်အရင်အေးနေတဲ့အချိန်မှာခန္ဓာကိုယ်ကလိုက်ပြီးတော့မအေးအောင်လို့ကျွန်တော်ရဲ့ခန္ဓာကိုယ်မှာ ီအပူတွေကိုအပြင်ကိုထုတ်တဲ့ဖြစ်စဉ်အပြင်ကိုမထွက်အောင်တားဆီးတဲ့ဖြစ်စဉ်ဒီလိုဖြစ်စဉ်ဒီလိုလုပ်ငန်းစဉ်တွေကိုအလိုလျောက်လုပ်ပေးတဲ့လုပ်ငန်းစဉ်ရှိတယ်အဲ့ဒါကို thermo regulation လို့ခေါ်တယ်အဲ့တော့ဒီလိုပဲကျွန်တော်ရေချိုးပြီးတဲ့ချိန်မှာနော်ရေချိုးတဲ့ချိန်မှာအပူတွေအပြင်ကိုဒီရေနဲ့ခန္ဓာကိုယ်နဲ့ထိရတဲ့အတွက်ကြောင့်မလို့ဒါ heat loss ကတော့ဖြစ်တယ်ပေါ့နော်ခန္ဓာကိုယ်တွေကအပူတွေအပြင်ကိုထွက်တာမျိုးတွေရှိတယ်အဲ့တော့ရေချိုးပြီးတဲ့ချိန်မှာဒီအပူတွေကအပြင်ကိုထွက်ဖို့အတွက်ကြံနေသေးတယ်ခန္ဓာကိုယ်တွေကအပူတွေများနေလို့အပူတွေအပြင်ကိုထွက်ချင်သေးတယ်ဆိုရင် ကျွန်တော်မှထွက်เสียနေရတယ်အများကြီးရှိတယ်ဒီဥယျာပြတက်နေရတယ်ကရထွက်တာမျိုးမဟုတ်ဘူးကျွန်တော်ခန္ဓာကိုယ်တွေကအပူတွေအပြင်ကိုထွက်ဖို့အတွက်ဒီထွက်တဲ့နီးလန်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်အဲဒီမြင်သာအောင်ပြောမယ်ဆိုရင်တော့အရေပြားပေါ့နော်ကျွန်တော်တို့ရဲ့အရေပြားခန္ဓာကိုယ်တစ်ခုလုံးကိုအရေပြားနဲ့ဖုံးဖုံးအုပ်ထားတယ်အဲ့ဒီအရေပြားမှာရှိတဲ့ကျွန်တော်တို့ဒီချွေးကလန်းလေးတွေနောက်ကအရေပြားမှာရှိတဲ့သွေးကြောလေးတွေဟောဒါတွေကကျွန်တော်တို့ခန္ဓာကိုယ်တွေရဲ့အပူတွေအပြင်ကိုထွက်ဖို့အတွက်လုံးဆောင်ပေးနိုင်တယ် ဥပမာအပြင်ချွေးထွက်တဲ့လုပ်ငန်းစဉ်ပေါ့ချွေးထွက်တဲ့လုပ်ငန်းစဉ်တွေလည်းအပူတွေအပြင်ကိုထွက်နိုင်တယ်။နောက် conduction တို့ convection တို့ radiation တို့ကျွန်တော်တို့ငယ်ငယ်တုန်းကစာမှာသင်ခဲ့ရတယ်လို့မျိုးအပူတွေစီးကူးတဲ့လုပ်ငန်းစဉ်တွေဒီလုပ်ငန်းစဉ်တွေနဲ့လည်းခန္ဓာကိုယ်တွေကအပူတွေကကျွန်တော်အပြင်ကိုထွက်နိုင်တယ်။အဲ့တော့ရေချိုးပြီးတဲ့အချိန်မှာကျွန်တော်တို့ကဒီ dryer မှုတ်လိုက်လို့ဥကောင်းဥဒီဥရပြပူနေတယ်ပဲထားပါတော့ပူနေလို့နောက်ကခေါင်းပေါက်ပေါက်လိုက်လို့အပူတွေကအပြင်ကိုထွက်လို့မရဘူးဆိုရင်တော့အဲ့ဒီအပူတွေက ဒီဒီတနေရာတွေကထွက်လို့ရတာမဟုတ်ဘူးခန္ဓာကိုယ်ကတခြားသောအရေးပြားရှိတဲ့နေရာမှန်သမျှအပူတွေကအပြင်ကိုထွက်လို့ရတယ်ဒါကြောင့်မလို့ဒီ post မှာရေးထားသလိုမျိုးဒီ dryer မှုတ်လို့ခေါင်းပေါင်းပေါင်းထားလို့အပူတွေကိုအပူတွေအပြင်ကိုထွက်လို့မရတော့ဘူးဆိုတာကလုံးဝကျွန်တော်မဖြစ်နိုင်ပါဘူးအဲ့တော့ဒါကြောင့်မလို့ဦးနောက်ထဲမှာရင်ငွေတီးတယ်ဆိုတဲ့ယောဂလည်းပဲကျွန်တော်မဖြစ်နိုင်ပါဘူးအဲ့တော့ဒါပထမတစ်ချက်ပေါ့နောက်ဒုတိယတစ်ချက်ကတော့ကျွန်တော်ရှမ်ပူတွေနဲ့ခေါင်းလျှော်တာအဲ့တော့ရှမ်ပူတွေနဲ့ရှမ်ပူနဲ့ ခေါင်းလျှော်ရင်လည်းခေါင်းမလျှော်ဘဲနဲ့ကာဗိုလေးဆက်ပြတဲ့ခေါင်းလျှော်လို့ပြောထားတယ်။ဒါလည်းကျွန်တော်မှားယွင်းတဲ့အချက်ဖြစ်ပါတယ်။ဘာကြောင့်လဲလို့ဆိုတော့ကာဗိုလေးဆက်ပြဆိုတာကကျွန်တော်ခန္ဓာကိုယ်ကိုယ်တိုင်းဆက်ပြပေါ့နော်။ခန္ဓာကိုယ်တိုက်ဖို့အတွက်ထုတ်ထားတဲ့ဆက်ပြ။တော့ခေါင်းလျှော်တဲ့ဆက်ပြမဟုတ်ဘူး။အဲ့တော့ဒီခန္ဓာကိုယ်တိုက်ဖို့အတွက်ထုတ်ထားတဲ့ဆက်ပြကိုခေါင်းလျှော်လို့ရတယ်ဆိုရင်ခေါင်းလျှော်ရည်တွေကျွန်တော်ကတည်တံ့ထုတ်စရာမလိုဘူး။အော်တကယ်တမ်းပြောရရင်ကျွန်တော်တို့ကဒီခန္ဓာကိုယ်တိုက်တဲ့ကိုယ်တိုင်းဆက်ပြရဲ့ဒီ formula ပေါ့နော်ကိုယ်တိုင်းဆက်ပြထဲမှာ ပါဝင်ထားတဲ့ပစ္စည်းတွေဒီကျွန်တော်ခန္ဓာကိုယ်ရဲ့အရေပြားအတွက်ပဲဆိုတာရည်ရွယ်တာခန္ဓာကိုယ်အရေပြားအတွက်ရည်ရွယ်တယ်ဒီခေါင်းလျှော့ရည်သပင်ကိုလျှော့ဖို့အတွက်ထုတ်ထားတဲ့ခေါင်းလျှော့ရည်ဒီဥရည်ပြားနဲ့သပင်ကျမ်းမာရေးအတွက်ပိုကောင်းဖို့အတွက်ရည်ရွယ်တယ်ဒီတော့ကျွန်တော်ကကိုယ်တိုင်းဆက်ပြကိုသပင်ကိုတိုက်လို့မရဘူးလားဆိုတော့တိုက်ချင်ရင်တိုက်လို့ရတယ်လက်တလောတော့ဘာမှမဖြစ်ဘူးဒါပေမဲ့ကြာလာတဲ့အခါမှာဒီသပင်တွေပြက်စီးနိုင်တယ်ဥရည်ပြားတွေကျွန်တော်ပြက်စီးနိုင်တယ်ဟုတ်ငယ်ငယ်တော့ဆိုကျွန်တော်လည်းဒါကိုယ်တိုင်းဆက်ပြနဲ့သပင်တွေကိုတိုက်ခိုက်ဘူးတာပဲ တော့တိတိတသာတော့ဘာမှမဖြစ်ခဲ့ဘူးပေါ့ဒါပေမဲ့ကိုကဥယျာပြတို့သဘင်တို့မကောင်းတဲ့သူတွေဆိုရင်ကိုတိုင်းဆက်ပြာကြီးနဲ့သဘင်ကိုသွားတိုက်မယ်ဆိုရင်ဒါကျမ်းမာရေးအတွက်ဒီသဘင်နဲ့ဥယျာပြကျမ်းမာရေးအတွက်ထိခိုက်မှုတွေရှိနိုင်တယ်ဒါကြောင့်မလို့ကိုယ်ရှမ်ပူသုံးနိုင်တဲ့သူဆိုရင်တော့ရှမ်ပူပဲသုံးပါပေါ့ဒါသဘင်အတွက်ဥယျာပြတို့ထုတ်ထားတဲ့ပစ္စည်းဖြစ်တဲ့အတွက်ရှမ်ပူပဲကျွန်တော်တို့သုံးသင့်ပါတယ်အဲ့တော့ကာဗိုလေးဆက်ပြာနဲ့ခေါင်းလျှော်ရမယ်ဆိုတဲ့အဲယူဆချက်ကလည်းကျွန်တော်အနေနဲ့လက်မခံပါဘူးအဲ့တော့ကျမ်းမာရေးရှုထောင့်ကြည့်မယ်ဆိုရင်လည်းဒါမှားယွင်းတယ်လို့ပြောလို့ရပါတယ် တော့နောက်ထပ်တစ်ချက်ကသပင်အတိုထားဖို့လို့ hair dryer မမှုတ်ဖို့လို့ဆိုတာကလည်းဒါအခုကြည့်နေတဲ့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ဒီအသိဉာဏ်တွေကိုစဉ်းကျင်စဉ်းစားပြီးတော့မှန်လားမှားလားဆိုတာဆုံးဖြတ်နိုင်လိမ့်မယ်လို့ကျွန်တော်အော်ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်အနှစ်ချုပ်ပြောရမယ်ဆိုရင်ဒီ post မှာပြောထားသလိုမျိုးခေါင်းလျှော့ဒီရှမ်ပူနဲ့ခေါင်းလျှော့ပြီးတော့ dryer နဲ့မှုတ်လို့ဥနောက်ထဲမှာရင်ငွေတီးပြီးတော့အသက်ဆုံးရှုံးနေဆိုတဲ့ဖြစ်စဉ်ဒီလုံးဝဖြစ်နိုင်ခြင်းမရှိပါဘူးဒီဖြစ်စဉ်ဒီအယူဆချက်ဒီမှားကျွမ်းပါတယ်အဲ့တော့ ကာဗိုလေးဆက်ပြောင်းတဲ့ခေါင်းလျှော်ဖို့ဆိုတာလေကျွန်တော်ဆက်ကိုယ်တိုင်းဆက်ပြောင်းတဲ့ခေါင်းလျှော်ရဲဆိုတော့ဒီခေါင်းလျှော်ရမယ်ဆိုတဲ့ user ချက်ဒီလေမှားယွင်းပါတယ်အနည်းချုပ်ကတော့ဒီ post စီမှားယွင်းတဲ့ post တစ်ခုဖြစ်ပါတယ်အဲ့တော့ social media မှာကျမ်းမာရေးဘူးတုတာတွေအများကြီးလေ့လာရရနေရတယ်ရှိပါတယ်အဲ့တော့အဲ့လိုနေရာတွေမှာဆရာဝန်တွေကျမ်းမာရေးဝန်ထမ်းတွေနောက်စေဝါပညာရှင်တွေပြောတဲ့အကြောင်းအရာတွေကိုပဲပို့ပြီးတော့ယုံကြည်သင့်တယ်အဲ့တော့ဆရာဝန်မဟုတ်တော့ကျမ်းမာရေးဒီစေဝါပညာရှင်မဟုတ်တော့တခြားသောကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်မှုမရှိတဲ့ ပညာရှင်မဟုတ်တဲ့သူတွေပေါ့နော်သူတို့တင်ထားတဲ့ post တွေကိုကမျိုးလုံးစုံမှိတ်ပြီးတော့ယုံလိုက်ခြင်းဒီအဲ့တော့ကိုယ့်အတွက်ဒါမှားယွင်းတဲ့ဒီ misinformation ပေါ့ကျမရင်းနဲ့ပတ်သက်ပြီးတော့မှားယွင်းတဲ့ဒီအယူဆတွေကိုယ့်ရှိမှာရောက်လာနိုင်တယ်နောက်တစ်ခုကမလိုအပ်ဘဲနဲ့စိုးရိမ်စိတ်တွေကြောက်လန့်စိတ်တွေဖြစ်သွားနိုင်ပါတယ်အဲ့တော့ဒီ post ဒီ post ကိုယုံလိုက်တဲ့သူတွေဆိုရင်ကြောက်သွားလိမ့်မယ်အဲ့တော့ခေါင်းရှော်အမှာကြောက်သွားမယ် dryer တော့အမှာကြောက်သွားမယ်တကယ်တော့ဒီလိုမျိုးမှားယွင်းတဲ့ဒီ misinformation ဖြစ်စေတဲ့မှားယွင်းတဲ့ကျမကြီး နဲ့ပတ်သက်တဲ့အယူဆအမှားတွေပို့စီကိုကျွန်တော်ကဒီအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားပြီးတော့မှယုံဖို့ကျွန်တော်အနေနဲ့ဒီညကနေပြီးတော့အကြံပေးချင်ပါတယ်။အဲ့တော့ဒီဗီဒီယိုကတော့ကျွန်တော်ဒီလောက်ပါပဲ။အဲ့တော့ဒီဗီဒီယိုထဲမှာပါဝင်တဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဗောနော်။အဲ့တော့ကိုကဒီရှမ်ပူသုံးပြီးတော့ခေါင်းလျှော်ပြီးတော့ဒရိုင်ယာမှုတ်ပြီးတော့တခုခုဗောနော်။ကျန်းမာရေးနဲ့ပတ်သက်တဲ့ဒီဆိုးကျိုးတခုခုကြုံတွေ့ရဘူးတဲ့သူအခုကြည့်နေတဲ့သူတွေထဲမှာရှိတယ်ဆိုရင်လည်း comment မှာရေးသွားပေးနိုင်ပါတယ်။အဲ့တော့ ားလုံးကိုကျေးဇူးတင်ပါတယ်အခြားလူတွေသိအောင်လည်းဒီ video ကိုညောင်ပေးစေချင်ပါတယ်နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်